မတို့ဒါလေးစားပါကျွန်တော်ရဲ့အားပေးတာအော်ကန်မြန်မာ YouTube channel လေးကနေ new tips ပေါ်ပြန်ပြီးကြိုဆိုလိုက်ပါတယ်ဂျပန်ရောက်မြန်မာအသိဝင်ရဲ့အိတ်ဖွင့်ပေးစာမှုမက်ကန်သမရထွန်းနဲ့ထရန်လက်ခံဘာရီပါဝင်တဲ့ဘာရီတောက်ဆိုထားပါတဲ့တင်ဆက်ပေးသွားပါမယ်အဆုံးထိကြေကျုံနားဆင်ပေးကြပါဦးခင်ဗျဂျပန်ရောက်မြန်မာနိုင်ငံသားတွေကနေအမေရိကန်သမရထွန်းနဲ့ထရန်ခရီးစဉ်မှာ မေတ္တာရက်ခံအကူအညီတောင်းတဲ့လှုပ်ရှားမှုနဲ့မြမအရေးကူညီပေးဖို့အိတ်ဖွင့်ပေးစာပေးဖို့ခေကြပါတယ်။အော်တိုဘလ28ရင်းနေမှာသမရဒိုနယ်ဒရန့်ဟာဂျပန်နိုင်ငံတိုချိုမြို့သို့ရောင်းလာခဲ့တာဖြစ်ပါတယ်။အမေရိကန်သမရဒိုနယ်ဒရန့်ဂျပန်သို့ရောက်ရှိစဉ်ကာလအတွင်းမှာမြမဒီမိုကရေစီအင်အားစုတွေရဲ့လှုပ်ရှားမှုတွေကူညီပံ့ပိုးပေးရန်နဲ့ မင်းအွန်လိုင်းဥဆောင်တဲ့အကြံဖိစစ်ကော်မရှင်ရဲ့လူအခွင့်အရေးရှုတ်ဖွားမှုတွေဒေတာတွင်တည်ငြိမ်မှုပြပြစေနိုင်တဲ့ရာဇဝတ်မှုတွေနဲ့မွေးရစီဝါတရားမဝင်အွန်လိုင်းအွန်လိုင်းငွေကြေးနှိမ်လည်မှုတွေနဲ့စစ်ရာဇဝတ်မှုတွေအားထိရောက်စွာအရေးယူပေးနိုင်ရန်နဲ့မြန်မာစစ်အုပ်စုအားကြိုးထောက်နောက်ခံပြုကပံ့ပိုးပေးနေတဲ့တရုတ်အစိုးရရဲ့ဒေတာတွင်ဥဆောင်အနာကြီးထွန်လာမှုအများမျက်ကွေမပြုရန်မြန်မာပြည်သူများရဲ့ဆန္ဒနဲ့ အတန်အားနောက်ထောင်ပြီးတော့မြမအရေးအတွက်ထိရောက်စွာအကူအညီဆောင်ရွက်ပေးရန်တောက်ဆိုဆန္ဒထုတ်ဖို့ခေကြတာလေးဖြစ်ပါတယ်အဆိုပါလှုပ်ရှားမှုကိုတိုကျိုမြို့မှာရှိတဲ့ဂျပန်နိုင်ငံဆိုင်ရာအမေရိကန်တန်ယုံအတွင်စုယုံပြုလုပ်ခဲ့ကြပြီးဂျပန်ရောက်မြန်မာပြည်သူတွေတက်ကြွလှုပ်ရှားသူတွေမြန်မာဒီမိုကရေစီရေးစိတ်ဝင်စားတဲ့ဂျပန်လူမျိုးတွေကနေပူပေါင်းပါဝင်ခဲ့ကြပြီးသတင်းမီဒီယာအများပြားမှလည်းဒါကြောင့်အမှတ်တမ်းယူမေးမြန်းခဲ့ကြပါတယ် ဂျပန်ရောက်မြန်မာဒီမိုကရေစီရဲ့တက်ကြွအနှောက်အယှက်သူတွေတင်မှာအမေရိကန်အစိုးရထံသို့ဂျပန်ရောက်မြန်မာဒီမိုကရေစီရဲ့တက်ကြွအနှောက်အယှက်သူများမှာအခုလိုအမေရိကန်အစိုးရထံသို့အိတ်ဖွင့်ပေးစာတစ်စောင်အားလေးပေးဖို့ခေကြပြီးတော့သမရဒိုနယ်ထရန့်အစီအဝင်မတက်ရောက်မီကပင်ကောင်းမွန်စွာရရှိခဲ့ပြီးဖြစ်ကြောင်းဒိုနယ်ထရန့်ကပြန်လေအကြောင်းကြားမှုကိုလည်းလက်ခံရရှိထားကြောင်း သိရပါတယ်ဆက်လက်ပြီးတော့စေအုပ်စုမှအတင်းကျပ်ပြုလုပ်ရန်ကြိုးပမ်းနေတဲ့တရားမဝင်ကျောက်ောင်ပွဲအားလေးပြင်းပြထန်ထန်ဆန့်ကျင်သွားပြီဖြစ်ပြီးလူထုလှုပ်ရှားမှုများဆင်ဆက်မပြတ်ပြုတ်လုတော့မှဖြစ်ကြောင်းဂျပန်ရောက်မြန်မာနိုင်ငံသားများအနေဖြင့်လည်းကြာရနေမှာပါဝင်အဖြစ်ဝန်ရံပေးကြဖို့အသိပေးနှုတ်ဆို့ထားပါတယ်။ဟုတ်ကဲ့ပါခင်ဗျာဒါကတော့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကိုဂျပန်ရောက်မြန်မာဒီမိုကရေစီရဲ့တက်ကြွအနှောက်အယှက်သူတွေ မြမအင်းနဲ့ပတ်သက်ပြီးအခွင့်ပေးစာတစောင်းပေးပို့ခဲ့တယ်ဆိုတဲ့တင်ရယ်ဒိုနယ်ထရန့်ကအဲ့ဒီစာကိုလက်ခံရရှိခဲ့တယ်ဆိုတဲ့တင်ဖြစ်ပါတယ်။ဘာတွေပါဝင်တယ်ဆိုတာဒီမှာအချင်းချုပ်ပြပြသွားတာဖြစ်ပါတယ်။အဆုံးထိကြည့်ရှုနားဆင်ပေးကြတဲ့ဒေါ်လန်မိဖပြည်သူညီကောင်မတော်များအားလုံးကိုအထူးကျေးဇူးတင်ရှိပါတယ်။ပြည်တွင်းပြည်ပညီကောင်မတော်များတွေရဲ့အခုလိုစိတ်လုံးညီညွတ်မှုကျောပန်းနှုတ်ရှားမှုတွေဟာတော်လိုင်းရဲ့အတွက်မဖြစ်မနေလိုအပ်ပါတယ်။ပြည်တွင်းမှာစိတ်လုံးညီညွတ်မှုလိုအပ်တယ်လို့ တစ်ပတ်ရောက်မြမပြည်သူတွေအားလုံးရဲ့စူပါညီညွတ်မှုဟာလည်းပဲတကယ်ကိုအရေးကြီးပါတယ်အစုံတွေကြည့်ရှုနားဆင်ပေးကြတဲ့အရက်ကပြည်သူပြည်သားများနဲ့တော့မြမပြည်သူပြည်သားများအားလုံးပေးကင်ကြမှာကြပါစေခင်ဗျာဝင်းလေးတွေချေချရဲ့ရင်ဖူကလေးတွေဝင်းပြလိုက်ရင်ကိုင်းကလေးတွေလက်မချိုးနဲ့လေပင်ကလေးတွေကျုပ်ပြိုတာရဲ나가디미쳐져버렸